ဖုန်းဘက်ထရီနဲ့ပတ်သက်ပြီးတော့တန်လျာဖြစ်နေကြတဲ့အချက်တစ်ချက်ရယ်ဖုန်းအားသင်းကျိုးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမရှင်းမရှင်းဖြစ်နေတဲ့တန်လျာတစ်ချက်ရယ်ကိုဒီနေ့ဗီဒီယိုမှာအကုန်လုံးကိုရှင်းလင်းပေးမယ်။နံပါတ်၁ချက်ဖုန်းအားကိုအမြဲတမ်းတရားအပြည့်သွင်းထားခြင်းကရေရှည်မှာဖုန်းဘက်ထရီထိခိုက်တယ်ဆိုတဲ့အချက်ကမှန်ပါတယ်။နောက်ထပ်ပိုဆိုးတဲ့အချက်ကဖုန်းတရားပြည့်ပြည့်ချင်းလည်းမဖြုတ်ဘဲနဲ့ညာလုံးပေါင်းအားသွင်းတာတွေ 茶叶边边啊，我喂吃不了，阿顿他的，里啊酥酥，叔幺啊，挺开心。阿讲啊咯，凤凰白吹茶叶，你咧吃嘛？白吹也楼上这个不，底啊，阿面种吃的嘛养的。哎哟，讲咯，白吹那个茶叶边来边来，都也阿面种酸上的嘛养的也都长不多，你得哪里长哪里，阿面白也酸上也都偏偏的晓得啦，大家都吃。然后吃个讲咯，阿这茶叶边边都来，我么飘米白呢，阿我十顿他买烧肉食呢。 ဖုန်းမှာကလိုအပ်တဲ့အပူချိန်ထက်ပိုပြီးတော့ hipo တက်တယ်။အဲ့ဒီရဲ့အပူချိန်ကဘက်ထရီရဲ့စွမ်းဆောင်ရည်ကိုတွားပြီးတော့ထိခိုက်စေတယ်။ဒါကြောင့်မလို့ဖုန်းကိုတရားပြည့်ပြီးတော့အာသွင်ကျိုးမဖြုတ်ဘဲထားတာကလည်းဘက်ထရီဟက်တင်ကိုကြာစီပါအဲ့တော့ကိုကဖုန်းကိုရေရှည်သုံးမဲ့သူဆိုလို့ရှိရင်တော့ကိုရဲ့ဘက်ထရီကိုဘယ်လိုမျိုးတာရှည်ခံအောင်သုံးလဲဆိုလို့ရှိရင်ဖုန်းဟောက်ကိုတရာထိမသွင်းနဲ့60ကျော်လို့ရှိရင် ဖြုတ်နောက်ပြီးတော့ဖုန်းကိုညာလုံးပေါက်တဲ့အာသွင်းနာမျိုးတွေရှောင်းခြင်းမှာနံပါတ်2လူတွေတန်ရားဖြစ်နေတဲ့ချက်တစ်ချက်လည်းရှိသေးတယ် အဲ့ဒါကအာသွင်းကျိုးတွေနဲ့ပတ်သက်ပြီးတော့69ဝတ်တို့120ဝတ်တို့ကစဆသွင်းတဲ့အချိန်မှာပဲသူ့ရဲ့အ мян နှုံးစနစ်တိုင်းပဲဝင်ပြီးတော့နောက်ချိန်နေမှာတော့16ဝတ်တသားလောက်ပဲဝင်နေဆိုတဲ့အချက်ကမှန်ပါသလားတဲ့ဒါလည်းမှန်ပါတယ်ရှင်အကြောင်းကတော့ဥပမာဖုန်းဟာသွင်းတဲ့အချိန်ကတနာရီရှိရဆိုလို့ရှင်အဲ့တနာရီမိနစ်60ကိုလေးပုံပုံကပထမ15မိနစ်မှာတော့69ဝတ်အပြည့်ဝင်လိမ့်မယ်120ဝတ်အပြည့်ဝင်လိမ့်မယ်ဒါပေမဲ့ ဒုတိယ15မိနစ်တတိယ15မိနစ်နောက်ဆုံး15မိနစ်တွေမှာတဖြည်းဖြည်းနဲ့ယော့သွားတာ60ဝတ်ဝင်တဲ့ဂျိုအား60ဝတ်ကနေ68ဝတ်လောက်ယော့သွားမယ်33ဝတ်လောက်ယော့သွားမယ်အားပြေကန်နီးလေလေအားသွင်းတဲ့အချိန်ကအားသွင်းတဲ့အမြန်နှုန်းကယော့လေလေပါပဲနောက်ဆုံးမှာတော့18ဝတ်လောက်နဲ့ပဲဝင်တာမျိုးတွေလည်းတွေ့ရပါတယ်ရှင်